လူတွေထင်နေကြသလိုမိုးဇက်ချိုကသူသမီးမဟုတ်ဘူးလို့ပြက်သားစွာပြောလိုက်တဲ့နေစံပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ် မိုးဆက်ချွန်တဲ့သူနဲ့ဘာမှမဆိုင်ဘူးလို့ပြောလာတာကတော့ဝိုင်းရည်တယောက်ဆောင်မင်းသားနေစမ်းမှာအခုလက်တလောမီဒီယာတွေပေါ်မှာရေးပန်းစားနေတာကတော့အလောင်းမေမိုးဆက်ချိုရဲ့အကြောင်းတွေပါအလောင်းမေမိုးဆက်ချိုကအခုချိန်မှာနာမည်ကြီးမော်ဒယ်အေဂျင်စီတစ်ခုကနေတစိမ်မင်းစနီဘတ်စ်အင်းစိန်ကိုဝင်ရောက်ရှင်ပြိုင်နေရဖြစ်ပါတယ်ဒီလိုမျိုးချိန်မှာမီဒီယာတွေပေါ်မှာအလောင်းမေမိုးဆက်ချိုကသူမငယ်စဉ်၃နှစ်သမီးအရွယ်ကလေးကစွန့်ပစ်သွားခဲ့တဲ့ နမေနှလုံးနဲ့အနုပညာလောကရဲ့ကတေယုဆောင်မင်းသားအဖေဖြစ်သူကိုပြောလာတာဖြစ်ပါတယ်။ဒါပြင်အလှမဲ့မိုးဆက်ချိုကသူမကအဆိုပါစနေနဲ့နဲ့စတဲ့နမေနှလုံးနဲ့မင်းသားရဲ့တိတ်တိတ်ပုံတမီမဟုတ်ပဲတရားဝင်ယူထားတဲ့တမီဖြစ်ကြောင်းသူမရဲ့မိခင်ကနမေနှလုံးနဲ့မင်းသားရဲ့ပထမအိမ်တောင်ဖြစ်ကြောင်းအဆိုပါနမေနှလုံးနဲ့မင်းသားကတော့သူမအသက်၃နှစ်အရွယ်မှာသူတို့သားမိကိုပြစ်ပြီးတော့နောက်အိမ်တောင်ပြေးသွားခဲ့တာဖြစ်ကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုချိန်မှသာအဆိုပါနမေနှလုံးနဲ့မင်းသားကသူရဲ့တမီဖြစ်သူအလှမဲ့မို ိုးစက်ချုပ်ကိုအသိမမပြုတ်ပဲရှောင်နေရလို့ပြောခဲ့ပါတယ် ကမ္ဘာမကမပုံနေလို့ဖို့ကိစ္စတွေ၊ကြောင်းကိစ္စတွေနဲ့ဖခင်ဖြစ်သူကိုဆက်သွယ်ရင်တောင်းမှအခုလက်ရှိနာမည်နှလုံးနဲ့မင်းသားရဲ့ဇနီးဖြစ်သူကဒီအနေစစ်နိုင်လားဆိုပြီးတော့ယင်သီးစွာနဲ့မေးကြောင်းပြောခဲ့ရဖြစ်ပါတယ်။အလောက်မဲ့မိုးဆက်ချိုကတော့အခုလိုမျိုးမီဒီယာအင်တာဗျူးတွေဖြေဆိုတာကနာမည်နှလုံးနဲ့ဖခင်ဂုံတိတ်ခါကြားစေခြင်းလို့မဟုတ်ဘဲအမှန်တကယ်ကိုဖခင်မြေတောင်ငတ်မလာလို့ဖြစ်ကြောင်းပြောခဲ့ရဖြစ်ပါတယ်။အလောက်မဲ့မိုးဆက်ချိုကတော့သူမရဲ့ဖခင်ကစနေနေ့နဲ့စပြီးနာမည်နှလုံးနဲ့မင်းသားဖြစ်ကြောင်းပြောခဲ့ပေမဲ့နာမည်ဘသူဘဲဝါဆိုတာက တော့တိတိကျကျမပြောခဲ့ပါဘူး။ဒါပေမဲ့လည်းလူအများစုကတော့အနုပညာလောကကဝိုင်းရင်းသယောက်ဆောင်နေစမ်းဖြစ်မယ်လို့ထင်ကြပေးကြပါတယ်။ ဒါကလည်းနေစန်းဆိုတဲ့နာမည်ကစနေနေနဲ့စတာကတကြောင်အလမဲမိုးဆက်ချိုရဲ့ရုပ်ရည်ကတရုတ်ဆောင်မင်းသားနေစန်းရဲ့ရုပ်ရည်နဲ့ချွတ်ချွတ်တူနေတယ်လို့ဖြစ်နေကြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့တရုတ်ဆောင်နေစန်းကလူတွေထင်နေတယ်လို့အလမဲမိုးဆက်ချိုကသူ့ရဲ့သမီးမဟုတ်ဘူးလို့တဲ့ပြောလာခဲ့ပါတယ်။တရုတ်ဆောင်မင်းသားနေစန်းကသူ့အတွက်သမီးနဲ့မိသားစုကအခုလက်ရှိပေါင်းသင်းနေရင်ဇနီးနဲ့ရထားတဲ့သမီးလေးတွေပဲရှိတယ်ဆိုပြီးတော့မိသားစုတပ်ပုံကိုခြားပြလိုက်တာပဲဖြစ်ပါတယ်။အစောပိုင်းမှာတော့လူတွေကအလမဲမိုးဆက်ချိုကတရုတ်ဆောင်နေ စန်းရဲ့တမိဖြစ်ရမယ်လို့ပြောနေရပါဒါပေမဲ့အခုအခါမှာတော့တရုတ်ဆောင်မင်းသားနေစန်းကအလှမယ်မိုးဇက်ချိုဟာသူ့ရဲ့တမိမဟုတ်ဘူးလို့ပြောခဲ့ရကြောင်းလူတွေအလုံးကတွေးရခတ်သွားကြတာကတော့အမှန်ပါပဲနေစန်းကမဟုတ်ဘူးလို့ညင်လိုက်တာကြောင့်အခုဆိုရင်တော့အလှမယ်မိုးဇက်ချိုရဲ့ဖခင်ကဘယ်သူများလဲဆိုပြီးတွေးတောနေကြပါပြီအလှမယ်မိုးဇက်ချိုပြောတယ်လို့ဆိုရင်စနေနေ့နဲ့စတဲ့မင်းသားကနေတိုးနေမင်းစတဲ့မင်းသားတွေပဲကြံတော့ပါတယ်ဒါကြောင့်အလှမယ်မိုးဇက်ချိုကနေတိုးရဲ့တမိများဖြစ်နေမလားဆိုပြီးထင်ကြေးပေးနေကြပြန်ပါတယ်ဒါ ပေမဲ့လည်းတချို့ကတော့မိုးဆက်ချိုကနေဆန်းရဲ့သမီးအစ်စ်လို့ဆိုကြပါတယ်တချို့တော့သိတဲ့သူတွေအပြောအရတော့နေဆန်းက2000ဝန်းကျင်ခုနှစ်တွေမှာမိမအတီတကြအရာဘူးပြီးတော့အလမဲ့မိုးဆက်ချိုကိုရရှိခဲ့တာလို့ဆိုပါတယ်နောက်မှသာအခုဇနီးနဲ့ယူသွားခဲ့တယ်လို့ပြောကြပါတယ်ဒါအပြင်အလမဲ့မိုးဆက်ချိုရဲ့ဖခင်မွေးနေ့ကိုစူတောင်းတဲ့ screen shot ကနေဆန်းမွေးနေ့နဲ့တူနေရပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကတော့သမီးဖြစ်သူမိုးဆက်ချိုကိုအတိအမှန်မပြောချင်နဲ့နေဆန်းကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားခဲ့ပါ ောင်းရှင်အစောင်းတကြီးရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်